အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတူရှာတဲ့တည်ရင်ဒီပါဆက်ဝင်စားဖရဲတည်နေကိုတက်ဆက်ပေးပါတော့မယ်။ကျမတို့မြတီကိုပါ။ကလဲပဲစေရခင်ချင်းထက်ကြဆင်လာတဲ့တည်။ပလီတကူအကြမ်းမတ်တစ်ခါခံရပြီး၄၄တိစုံမှုကြောင့်အေးပေါ်ချိန်ကျလိုက်တဲ့တည်။ကျဲဥစီကြဆင်ဖို့အတွက်ပြပါကနေလုံးရတန်းနဲ့ရှိပြီးတော့တည်သွင်းမဲ့တည်။မစိတန်းစင်ရရင်နောက်ဟာလန်တင်းတဲ့လူရှိနေမယ်ဆိုတဲ့တဲ့ရင်ပါဝင်အစားရှိတဲ့ပြည်ရင်ဒီပါဝင်စားဖွယ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာပါ ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ကြက်ကလေးပဲစီများရခင်နေတဲ့ကြာစင်းလာလို့သိရပါဗျ။ဒီသတင်းကိုတော့မြတ်တူကွာပြပို့လာပါဗျ။ ကလည်းပဲပေါ်ချိန်မကွေးမြို့ပဲစီခွက်မှာတော့အရင်နှစ်ကတည်းစိကြစင်းနေရလို့ပဲမျိုးစုံရောင်းဝယ်လုပ်ငန်းရှင်တွေထံကနေသိရပါတယ်။မကွေးတိုင်းနေသားကြီးမှာကလည်းပဲပေါ်ချိန်ဟာဇန်နဝါရီလကုန်ကနေဧပြီလလေလောက်ထိဖြစ်ပါတယ်။အရင်နှစ်ကအခုလိုကလည်းပဲပေါ်ချိန်မှာတရင်ကိုချက်ချက်တောင်းဝယ်ဝန်းကျင်စီရှိခဲ့ပေမဲ့အခုနှစ်မှာတော့9တောင်းဝယ်ဝန်းကျင်စီသာရှိရတာပါ။လက်ရှိစီခွက်တွေမှာဇတော်ဘက်တစ်မျိုးကလွှဲရင်စက်နဲ့ပဲမျိုးစုံစီကတော့ချက်တသိန်းအောက်မှာပဲရှိနေပါတယ်။ကလည်းပဲဟာမကွေးစကိုင်းနဲ့မန္တလေးတိုင်းနေသားကြီးတွေက အများဆုံးထွက်ရှိပြီးထွက်ရှိမှုရဲ့80%အကိုင်းလုံးကတော့ပြည်တွင်မှာစားသုံးနာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးထူးခြားတဲ့နိုင်ငံတကာဒိန်းသဘောက်ကိုလည်းတင်ဆက်ပေးကြပါတယ်။ဗလီတကူအကြမ်းမတိုက်ခိုက်ခံရပြီးတော့၄၄ဦးသေဆုံးမှုကြောင့်ရေးပေါ်ချင်ကြလိုက်ပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းမှာပေးပို့လာပါဗျ။ ဗလိတကူအကြမ်းမတိုက်ခိုက်ခံရပြီးတော့44ရုပ်ထိသေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့်တနင်္ဂနွေလုံးကိုအရေးပေါ်အခြေချကြလိုက်တယ်လို့နိုင်ငံဆွေးရခသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။နိုင်ငံနိုင်ငံရဲ့အနောက်တောင်ပိုင်းမှာရှိတဲ့နေဆက်မြို့တစ်မြို့ဖြစ်တဲ့ကူကိုရီမြို့မှာရှိတဲ့ဗလိတကူကိုအစွန်ရောက်အစ္စလာမ်ကျမ်းပတ်သမားတွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးစွန့်ရတဲ့အခြေသူဆက်သုံးရှိခဲ့လို့လည်းနိုင်ငံပြည်ရဲ့ဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါဗျ။အကြမ်းမတိုက်ခိုက်ခဲ့သူတွေကကဘာကျော်ဆွေးရအစ္စလာမ်ဖွဲ့စည်းဖြစ်တဲ့ညီနောင်ဖွဲ့စည်းကကျမ်းပတ်သမားတွေဖြစ်တယ်လို့လည်းနိုင်ငံပြည်ရဲ့ဝန်ကြီးဌာန န်နာရဲ့တနင်္လာပြည့်ချက်ထဲမှာဖော်ပြခဲ့ပါတယ်။အစ္စလမ်ဘာသာဝင်တွေဥပုပ်လာပြတဲ့လက်ရှိအချိန်မှာဘာသာရေးဆိုင်ရာဝေဖန်ဆွတောင်းမှုတွေလုပ်ဖို့အတွက်ဘလီဂိုလာလူတွေမပြားတဲ့ဒေသဆိုင်တော်ကျိနေကင်းပိုင်းမှာအကြမ်းဖက်သမားတွေတိုက်ခိုက်မှုလုပ်ခဲ့တာဖြစ်ပြီးတော့အသက်ဆုံးရှုံးခဲ့တဲ့သူတွေအတွက်ထိရောက်တဲ့တုတ်ပြတ်မှုတွေလုံဆောင်သွားမယ်လို့နိုင်ဂျာဆူရာကတနင်္လာပြည့်ချက်ရဲ့လူသိရပါတယ်။နောက်တစ်ထူးခြားနိုင်ငံတွေအတွင်းကိုလည်းတက်ဆက်ပေးကြပါတယ်။ကြောက်စေကြစေဖို့အတွက်ဒီပါကနေလုံးရတဲ့နေရှိပြတင်းတင်းမဲ့လို့သိရပါတယ်ဒီတဲ့ကိုတော့ညင်းချောင်းမှာပြပို့လာပါဘာ ။အမိုင်းတရှောင်းအမြင့်ဆုံးနေထောင်ရောက်ရှိနေတဲ့ကျောက်စီဝေကြဆင်းမှုအတွက်ပြည်ပနိုင်ငံတွေကနေလုံးဝတန်းနေရှိပြီးတော့တင်သွင်းမှုအတွက်အမေရိကန်ဆွေရကဆုံးဖြတ်လိုက်တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နေ့အတွင်းကအမေရိကန်နိုင်ငံအတွင်းမှာချက်ကတက်ကွေရောဂါကူးစက်ပြပွားမှုတွေကြောင့်ဦးစားချက်ကဝင်ဆင်းရဲနေရောကျသွားရတဲ့နောက်ဆက်တွဲဆိုချိုးအနေနဲ့အမေရိကန်နိုင်ငံအတွင်းမှာကျောက်စီနှုံတွေဟာ65ရာခိုင်နှုန်းထိမြင့်တက်သွားခဲ့တာပါ။ဒီနေ့မှလည်းကျောက်စီနှုံတွေဟာ53ရာခိုင်နှုန်းလေးတိုးတက်လာတာကြောင့်အမေရိကန်စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဌာနဝန်ကြီးက များအစိုးရဖွဲ့ခွင့်ပြုချက်နဲ့ဒုပြပနိုင်ငံတွေကနေကြက်အုပ်လုံရေးတန်းနဲ့ရှိပြီးတော့တင်းတင်းမို့အတွက်ဆုံးဖြတ်လိုက်တာပါကနဲဝအနေနဲ့တောင်ကိုရီးယားနဲ့တူရကီနိုင်ငံကထွက်ရှိတဲ့ကြက်အုပ်တွေကိုအမေရိကန်နိုင်ငံတွေကိုစတင်တင်းမှဖြစ်ပါတယ်ကမ္ဘာရဲ့ရဲ့မှာရှိတဲ့အမေရိကန်တယုံတွေကလည်းအမေရိကန်နိုင်ငံကတက်မှတ်ထားတဲ့စံချိန်စံညွှန်းတွေနဲ့ကိုင်းညီတဲ့ကြက်ဝယ်တင်းနိုင်တယ်ဆိုရင်တင်းတင်းမှုတွေလှောက်ဆောင်နေတဲ့သူတွေကိုလည်းအဆောပြုလာရဲခေါင်းနေရလို့လည်းသိရပါတယ် အစိုးရပို့သုံးစေချချမှုကနေရရှိလာတဲ့ငွေကြေးတွေကိုအမေရိကန်နိုင်ငံသားတွေအကျိုးရှိစေဖို့အတွက်အခုလိုအရှိန်အကျဆုံးလုံဆောင်ချက်အနေနဲ့ကျောက်ဈေးတွေကျဆင်းမှုအတွက်ဆက်တုံးဆဲလုံဆောင်တာလည်းဖြစ်တယ်လို့သိရပါတယ်။မြန်မာစစ်အနေနဲ့24နာရီတွေ့ထူရှာတဲ့အက္ခစားတဲ့တပုတ်ကိုလည်းနှက်ဆက်ပေးကြပါမယ်။မဆီတန်းစင်ရရင်တော့ဟာလန်တင်းတဲ့လူရှိနေမယ်လို့သိရပါတယ်။ ဒီသတင်းကိုတော့ညချောင်းမှာပြပလာပါဒီတိုင်းစင်မူဟာလန်ကဘန်နာရင်နဲ့ဆိုင်တဲ့ကန့်သက်ချက်တွေကိုရှုပ်ပေါက်တယ်လို့သတ်မှတ်ခံရလို့မန်စီးတီအသင်းတန်းစင်ပြစ်ဒဏ်ရမှတ်ခံရမယ်ဆိုရင်တော့မှအသင်းနဲ့အတူရှိနေမယ်လို့ပြောကြလိုက်ပါတယ်မန်စီးတီတင်ဟာလက်ရှိချိန်မှာပရီးမီးယားလိနဲ့ဥရောပဘောလုံးဖွဲ့ချုပ်ကရှမှတ်ထားတဲ့ဘန်နာရင်ဆိုင်အစည်းအဝေးတွေကိုရှုပ်ပေါက်တယ်ဆိုပြီးတော့တရားရင်ဆိုင်နေရပါတယ်မန်စီးတီအသင်းကိုတရားရုံးမှာဆွဲချက်၁၁၅ချက်နဲ့ဆွဲချက်တင်ထားပြီးပြီးခဲ့တဲ့ဒီဇင်ဘာလကလေးကစစ်ဆေးချက်တွေစတင်လုံဆောင်နေရပါတယ် ။လာမယ့်နေရာဒီမှာမန်စီးတီးတင်းကိုဘန်နာအေးဆိုင်ရာစီးမြင်တွေကိုရွှေ့ပေါက်ခဲ့ခြင်းရှိမရှိဆိုတာကိုအမိန့်ရှာမှတ်ဖို့အတွက်များနေပါတယ်။ ဘန်နာယီဆိုင်ရာစီမင်းစည်းကမ်းတွေကိုရှုပ်ပေါက်ခဲ့လို့ထင်ရှားခဲ့မယ်ဆိုရင်တော့မန်စီးတီတင်ဟာအမတ်ရပစ်တန်ပြီးအမြင့်ဆုံးပစ်တန်အနေနဲ့တန်ဆင်ရပစ်တန်မျိုးတွေပိုင်းဆိုင်ရဖို့ရှိနေပါတယ်။ဟာလန်ကမန်စီးတီတင်ဟာဘလုံးမားမျိုးကမှမလုပ်ခဲ့ဘူးလို့ယုံကြည်တယ်လို့အဲ့လိုယုံကြည်တာကြောင့်လည်းမန်စီးတီတင်နဲ့ဆက်ဆက်တန်ရှိရစာချုပ်ကိုလက်မှတ်ရထိုးခဲ့တာဖြစ်ပြီးတကယ်လို့မန်စီးတီအသင်းတန်ဆင်ပစ်တန်ရှာမှတ်ခံရမယ်ဆိုရင်တော့မှအသင်းနဲ့အတူဆက်ရှိနေမယ်လို့ပြောကြခဲ့ရပါ။ အခုတင်ဆက်ပေးကြတာတွေကတော့မြန်မာရှိရဲ့၂၄နိုင်နေကတဲ့တွင်နေပဲဖြစ်ပါတယ်။တိကျအပေးကြပိတ်တဲ့များအားလုံးကျမရွှင်နေကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။